ဘယ်မင်္ဂလာပါဒီဗီဒီယိုမှာတော့ကဘာပေါ်မှာခီးသွားတွေအလဲပံအများဆုံးနိုင်ငံသုံးနိုင်ငံအကြောင်း လေ့လာကြည့်မှာဖြစ်ပါတယ်ပထမဆုံးဖော်ပြခြင်းတဲ့နိုင်ငံကတော့ပြင်သစ်နိုင်ငံပါယဉ်ကျေးမှုတမိုင်းကြောင်းနဲ့ခန်းနာမှုတွေကိုပေါင်းစပ်ထားတဲ့နိုင်ငံတစ်ခုပါတစ်နှစ်တစ်နှစ်ကိုနိုင်ငံတကာခီးသွားတွေ89တန်းကနေ102တန်းအထိလာရောက်လဲပတ်ကြတာကြောင့်ကဘာပေါ်မှာခီးသွားအများဆုံးလာရောက်လဲပတ်တဲ့နိုင်ငံအဖြစ်ရပ်တည်နေပါတယ် ။ Efe မျောစင်းနဲ့ Luva ပြတဲ့အကြောင်းကို လူတိုင်းသိကြပြီမဲ့လည်းအခြားစိတ်ဝင်စားစရာနေရာတွေအများကြီးရှိနေပါသေးတယ်။ Mos Blanchetown ဟာဆိုရင်4808မီတာမြင့်ပြီးတော့အနောက်ဥရောပရဲ့အမြင့်ဆုံးတောင်ဖြစ်ပါတယ်။ပြင်သစ်နိုင်ငံကစူပါမားကတ်တွေကစားသုံးလို့ရသေးတဲ့အစားအသောက်တွေကိုလွှင့်ပြခွင့်မရှိဘဲနဲ့အဖွဲ့အစည်းတွေထံကိုလှူဒန်းပေးရပါတယ်။ပြင်သစ်နိုင်ငံကအဲဒီလိုလှူဒန်းပေးဖို့ဥပဒေပြဋ္ဌာန်းခဲ့တဲ့ပထမဆုံးနိုင်ငံလည်းဖြစ်ပါတယ်။ လူသားချင်းစာနာမှုကို အလေးထားတဲ့နိုင်ငံပါပဲ။စမ်းချေလှပတဲ့ပြင်သစ်ရဘီရာတာကမ်းခြေနဲ့ပုံမြင်တဲ့ကလိုမျိုးလှပနေတဲ့ NC နဲ့ခိုမာမျိုးတွေကိုလည်းလဲပတ်ဖို့မမေ့လိုက်ပါနဲ့။ပြင်သစ်နိုင်ငံကဥရောပသမဂ္ဂထဲမှာအကြီးဆုံးနိုင်ငံဖြစ်ပြီးတော့မြေထဲပင်လယ်ကမ်းခြေကနေနှင်းတွေဖုံးနေတဲ့တောင်တန်းတွေအထိတည်ရှိနေပါတယ်။ စားမယ်တောက်မယ်ဆိုတဲ့သူတွေတမိုင်းဝါသနာရှင်တွေအမှုပညာနဲ့တဘာဝချစ်သူတွေစသဖြင့်ခီးသွားတိုင်းအတွက်စိတ်ဝင်စားစရာတွေရှိနေပါတယ်။ဒုတိယကတော့စပိန်နိုင်ငံမှာတစ်နှစ်ကိုခီးသွား84တန်းကနေ64တန်းအထိလာရောက်လည်ပတ်ကြပါတယ်။ Sagrada Familia ရဲ့ဘီတုကာလရာတွေကနေ Alejandro Fernando ရဲ့အလားတရားတွေအထိစပိန်နိုင်ငံမှာယဉ်ကျေးမှုဒေသန္တရဒလိတွေနဲ့အံ့ဖွယ်ရာတွေပေါင်းစပ်ထားပါတယ်။ စပိန်နိုင်ငံမှာတရားဝင်ဘာသာစကား၅မျိုးရှိပါတယ်။စပိန်ဘာသာစကားအပြင်ကက်တလန်စတဲ့ဘာသာစကားတွေကိုလည်းနိုင်ငံရဲ့နေရာအသီးသီးမှာကြားနေရမှာပါ။နိုင်ငံတစ်ခုထဲမှာရောက်နေပြီမဲ့နိုင်ငံအများကြီးကိုလဲပတ်နေရသလိုပါပဲ။ဥရောပမှာတောမြောက်တွေလွတ်လပ်စွာနေထိုင်တဲ့တစ်ခုထဲသောနေရာဖြစ်တဲ့ဂျီဘရော်တာကျောက်တုံးနေရာရှိတဲ့နိုင်ငံလည်းဖြစ်ပါတယ်။စပိန်နိုင်ငံရဲ့မတူကွဲပြားမှုတွေကပင်မကုန်းမီထက်တောင်ပိုနေပါသေးတယ် အာဖရိကတိုက်ထဲမှာတည်ရှိနေတဲ့ဆူတာမျိုးကိုပိုင်ဆိုင်ထားတာကြောင့်အာဖရိကထဲမှာနယ်နိမိတ်ရှိနေတဲ့တခုတည်းသောဥရောပနိုင်ငံဖြစ်နေပါတယ်။ဘာလီရာရဲ့ကျွန်းတွေကနေအောင်ကြီးအောက်မှာအနားယူမလား။ထော်လီတို့ရှေးဟောင်းလမ်းကြားတို့ကြားထဲမှာလမ်းလျှောက်သွားနေမလား။စပိန်နိုင်ငံကယာစုနှစ်ပေါင်းများစွာကတမိုင်းကျောင်းနဲ့အလှတရားတွေနဲ့အတူကြိုးစုံနေပါတယ်။အတလန်တိတ်သမုဒ္ဒရာကိုဖျက်ပြီးတော့အမေရိကန်ပြည်ထောင်စုဘက်ကို လေးလာကြည့်လိုက်ရအောင် ဘာခီးသွွားလာရောက်လဲပတ်မှုတတိယအများဆုံးနိုင်ငံသားဖြစ်ပေမဲ့လည်းခီးသွွားလုပ်ငန်းကရတဲ့ဝင်ငွေမှာတော့အများဆုံးနိုင်ငံပါအမေရိကန်ပြည်ထောင်စုက တိုက်တိုက်လောက်ကိုကျယ်ဝန်းနေတာဖြစ်ပြီးတော့အံ့ဖွယ်များစွာရှိပါတယ် Times Square ကနေယွန်မီးအောင်တွေကနေ Grand Canyon နေရာရဲ့နှဆိုင်နဲ့တိတ်ဆိတ်တဲ့နေရာတွေထိအံ့ဖွယ်ရာမတူကွဲပြားမှုတွေနဲ့ရှိနေတာပါ တဘာဝတရားကိုချစ်မြတ်နိုးသူတွေကတော့ရေဘူးစန်းတွေနဲ့တောရိုင်းတိရစ္ဆာန်တွေရှိတဲ့ Yellowstone အမျိုးသားဥယျာဉ်နဲ့နှစ်တန်းပေါင်းများစွာကလေးကဖြစ်တည်လာတဲ့ဘူမိဗေဒအံ့ဘွယ် Grand Canyon နေရာတွေကိုသွားရောက်လည်ပတ်ကြပါတယ်။ Kentucky ပြည်နယ်ကလိုင်ကူဟာဆိုရင်တော့ကမ္ဘာအရှေ့လျားဆုံးလိုင်ကူစနစ်ဖြစ်ပြီးတော့မိုင်400ကျော်ရှည်လျားပါတယ်။ American ပြည်တော်စုမှာ Arctic ဒေသ Tundra ကနေ ဟာဝိုင်ဒီကစိမ့်လန်းဆိုပြတဲ့မိုးတက်တော်နေရာတွေထိယာစီဥထုအမျိုးမျိုးရှိနေပါတယ်။မနက်ခင်းမှာနှင်းလျှောစီးပြီးတော့နေ့လယ်မှာ ရေလိုင်းစီးလို့ရတဲ့နေရာတွေတဲကတခုဖြစ်နေပါတယ်။ဟောလိဝုဒ်ရဲ့ခမ်းနားမှုတောင်ပိုင်းကအစားတော့ဆီလီကွန်ဗယ်လီရဲ့တီထွန်ဆန်းတင်မှုနဲ့အမေရိကန်အနောက်ပိုင်းရဲ့ကျယ်ပြန့်တဲ့မြေပြင်နေရာတွေထိခီးတွားတွေအတိုင်းအတွက်ဂျိုင်းနစ်သက်ဆိုင်မျိုးစုံရှိတဲ့နိုင်ငံဖြစ်ကြောင်းဖော်ပြပေးလိုက်ပါတယ်။